လုံးဝချက်ချင်းလက်နဲ့ချမှတ်ကောင်မျိုးတွေပေါ့နော်တနက်ဆိုရင်တော့မှရန်တန်ပြည့်မှတ်ကောင်မျိုးတွေလိုမျိုးမိုးပေါ်တွေပါထောင်ပြီးတာမျိုးပြည့်မှတ်ကောင်မျိုးအာဟိုကောင်ကြည့်လိုက်အောင်ဒီမှာချင်းမျက်စိအောက်ပိုင်းဖြတ်ရမှတ်ကောင်ကဒီမှာဒူးအောက်ပိုင်းဖြတ်နေရတယ်ဒူးအောက်မရှိတော့ဘူးပေါ့နော် မင်္ဂလာပါ။ဒါဒီနေ့မှလည်းကျွန်တော်သတင်းကောင်းတွေဒါတင်ဆက်ပေးခြင်းပါတယ်။အဲရှေ့ရက်မှာမင်းဆက်ပေးနိုင်ခဲ့တဲ့အတွက်လည်းဒါတောင်းတောင်းပန်ပါတယ်ပေါ့နော်။အခုလည်းဒါကျွန်တော်တာယာလက်ပတဲ့နေရာလေးတစ်ခုရောက်နေတာ။အဲ့ဒါနဲ့အတူပေါ့နော်။တကယ်သတင်းကောင်းတွေပေါ့နော်။ကြောက်ဖြူမှာဒါအာခတ်တော်တော်အေးရဲ့အစွမ်းနေပေါ့နော်။အဲ့ဒါအကြောင်းမလို့စစ်ကောင်စီဘက်ကဘလို့တွေတက်ပြက်နေတယ်ဆိုတဲ့အကြောင်းဒါကျွန်တော်သိသလောက်မျှဝေခြင်းပါတယ်။ဒါပထမဆုံးတော့ဒါရစ်တရင်32ပေါ့ ရက်တက်ရင်ရက်တက်ရင်လို့ပြောလိုက်လို့ဒါရဲတွေကြီးပဲရှိတာလားဆိုပြီးတော့ဒါတွေးကြလိမ့်မှာပေါ့နော်တကယ်တော့အဲ့ထဲမှာရဲတွေကြီးပဲမဟုတ်တော့ငစစ်တွေအကုန်ပါနေပြီပေါ့နော်အဲအကြောင်းလို့လေဒါဒီရက်တက်ရင်ဆိုရင်တော့ဗျာရဲတွေကြီးပဲဆိုရင်တော့ဒါမီဂျုံမောင်းပြက်ဆိုရင် A ရကြားနေပြီထိတ်ခေါက်လို့ရတာပေါ့နော်ကြာလာပြီအဲဒါမဲ့လေခုနလိုငစစ်တရားစားအဲ့ထဲမှာခန်းစစ်ဝင်ပြင်းတယ်ပြီးတော့အင်အားတွေထပ်တိုးတယ်အဲပြီးတော့အိုက်ဘေးနားမှာရှိတဲ့အဲခမား၅လေးနှစ်တော့၅လေး၃တော့အဲဒီလိုနေရာမျိုးတွေအားစစ်ကူတွေပို့ပြီးတော့ဒါအင်အားဖြစ်တင်ပြီးတော့ခန်းစစ်ပြင်နေရတဲ့အနေထား တော့အရှိမလည်းဒါစစ်ကောင်စီရကောင်နေအတိုက်ခံနေရသောဒီရက်တရင်နဲ့မှလည်းတော်တော်လေးအချင်းနှီးဆိုးနေရနေတာအခုဆိုရင်အဲ့နေရာထိကိုဒါအာခတ်တတော် A ရဲ့ထိုးစစ်တွေကရောက်လာပြီပေါ့ဗျာအဲ့တော့ဒီထိုးစစ်ဆင်တဲ့အချိန်မှာလည်းအာခတ်တတော်ကတည့်ရတိုင်းပဲထိုးစစ်ဆင်ပြီဆိုတာနဲ့အလုံးရင်အင်အောက်အလုံးရင်အင်ပြအပြင်းနဲ့အဲ့လိုသုံးမျိုးကြိတ်ကြိတ်တော့ဒီကောင်တွေထဲမှာအခု ဲ့ရလက်ပေါ့နော်အင်ပြီးအပြည့်သုံးပြီးတော့ကြိတ်တဲ့ရလက်ကဘာဖြစ်လဲဆိုတော့ရောက်40ကျော်လက်နှကျအလင်းဝင်တိုင်းဖြစ်လာပြီပေါ့နော်အဲ့ထဲမှာဆိုရင်အမြင့်ဆုံးဆိုရင်ဒါဘုံမှုအဆင့်နေတိပါလာပြီဒါကဒါ14ရက်နောက်ပိုင်းမှာပါသေးဘူး14ရက်နေ့တိပဲရှိသေးတယ်အဲ14ရက်နေ့တိကိုရောက်40ကျော်ဆိုတော့ဒါမနေဘူးပေါ့နော်မနေဘူးအဲဒီလိုမျိုးသာဒါသူတို့ဘက်ကအလင်းဝင်လက်နှကျများလာမယ်ဆိုရင်ဒီကောင်းနေလဲဘလုံးမှဆက်ပြီးတော့တောင်းခံနိုင်စရာအကြောင်းရှိဘူးပေါ့နော် ပြီးတော့အခုဖြစ်နေတဲ့တိုက်ပွဲတွေကတကယ်ကြောက်ဖြူနဲ့ဗောနော်ဒါ6မိုင်အကွာလောက်ထိရောက်နေပြီဆိုတော့တကယ်ကိုကတ်နေပြီဗျာ6မိုင်ဆိုတော့ဘာမှမမဟုတ်တာအဲ့တော့အဲ့လိုအနေထားဖြစ်လာပြီဆိုတဲ့အချိန်မှာညဝရီရေတက်စကန်ကနေဒါရက်တရင်32ကိုအင်အား200ထပ်တိုးပေးတယ်ဒါပြောရရင်တော့ငယ်ရေဘဲတွေကုန်းဝတက်လာပြီရေဘဲတွေကုန်းဝတက်လာရင်တော့ကျွန်တော်ရှေ့ရပြောခဲ့တဲ့ဗီဒီယိုတိုင်းဒါမြင်မြင်နားကားမဲ့အဖြစ်တွေမြင်ရတော့မှာဗောနော်ဘာလို့လဲဆိုတော့သူတို့တွေက ဒါရေတက်နဲ့ပတ်သက်လို့ပဲသူတို့အာချေအာချေလောက်တာပေါ့နော်အဲဒါတော့မှပဲဒါလက်နေချင်းနဲ့ပြစ်ကူပေးတာလောက်ပဲလောက်တက်တာပေါ့နော်အဲဒီကုန်းမော်တက်လာလို့တိုက်ဝဲဝင်ရတော့မယ်ဟေ့ဆိုတဲ့ခါကျရင်သူတို့တွေသိကြတယ်လုံးဝချက်ချင်းလက်နဲ့ချမှတ်ကောင်မျိုးတွေပေါ့နော်တနက်ဆိုရင်တော့မှရန်တန်ပြစ်မှတ်ကောင်မျိုးတွေလိုမျိုးမိုးဘော်တွေပါအထောင်ပြီးတော့ဒါမျိုးပြစ်မှတ်ကောင်မျိုးတွေအဲ့လိုကောင်မျိုးတွေကိုအင်အားဖြည့်ပေးနေရအင်အားဖြည့်ရင်ပြီးရောသူတို့မှကင်းစောက်နိုင်တဲ့အနေထားရှိရင်ပြီးရောတနက်ကင်နိုင်တဲ့အနေထားရှိပြီးတော့ပြစ်ဆိုရင်ပြစ်နိုင်တဲ့ပုံစံဖြစ်ရင်ပြီးရောဆိုပြီးတော့ဒါအင်အားတွေဖြည့်တင်းပေးရတဲ့အနေထား အဲ့တော့ကျတော့ဘလုံးမကိုရှင်းနိုင်စရာအကြောင်းမရှိဘူးပေါ့နော်။ဒါခုနကကျွန်တော်ပြောခဲ့တဲ့ခမရ9လေး2တို့9လေး3တို့ပြီးရင်ခလာ34တို့အဲ့ဓာတွေကဒါရက်တရင်32နဲ့ဆိုရင်သူက9မိုင်လောက်ပဲกว่า။အဲ့တော့အဲ့နေရာကိုဒါတကယ်ရပြီဟေ့ဆိုတဲ့ခါကျရင်အကုန်လုံးရနိုင်တဲ့အနေထားပေါ့နော်။အဲဘာဖြစ်လို့ဆိုဒီတက်တွေအကုန်လုံးကဒီကြောက်ဖြူမျိုးတွေသူကအရင်အရေးပါတဲ့တက်တွေဖြစ်တယ်။အဲအဲ့တော့ဒီကြောက်ဖြူမျိုးတိမ့်နိုင်မှုအတွက်ကိုဆိုရင်ဒီရက်တရင်32ကလည်းလုံးဝအဓိကအချက်ချာကြတဲ့နေရာဖြစ်နေတာပေါ့နော်။ အဲဒီခုနတက်တရားနေပြီးတော့အရာတွေဖြည့်တယ်ဒီကနေပြီးတော့ခန်းစစ်ပြင်ပြီးတော့တိုက်ပိုင်အဲပြီးရင်ဒါအေးထိုးစစ်ကိုလမ်းကြောင်းလုံမယ်ဆိုရဲရည်ရွယ်ချက်နဲ့လုပ်နေတာတကယ်တကယ်တော့အဲ့အချိန်နေထိသူတို့မလုံနိုင်တော့ဘူးမဖြစ်လာတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီအထဲမှာဆိုရင်ဒါတော်တော်လေးကိုအော့အော်တောင်းနေဖြစ်နေတာပေါ့နော်အဲရှေ့ရက်မှာဆိုရင်ကျွန်တော်သိရတဲ့ဟာဆိုရင်လုံးဝပြေးလိုက်လွှားလိုက်အကုန်လုံးအောင်ပြအဲ့ထဲမှာငရဲပွက်နေတဲ့အတိုင်းပဲပေါ့နော်အဲပြီးတော့ဒါစေကူတာမှုနဲ့ပတ်သက်ရင်လည်းတော်တော်ကိုဒုက္ခများနေရနေတာ စိတ်ကူသားမှုနာပတ်သက်လို့ဒါဆေးဝါးတွေမလုံလောက်တာတွေဖြစ်လာတယ်။ထိခိုက်တံရရမှုတွေများလာတဲ့ခါကျတော့သူတို့ထဲမှာဆေးဝါးကူသားနိုင်မဲ့လူတွေကစာမလောက်တော့ဘူး။အဆရာဝင်မလောက်တော့ဘူးပေါ့ဗျာပြောရရင်။အဲ့တော့မင်းတို့ထိတဲ့ကောင်ခြေောက်ဖြတ်ရဖြတ်ရမယ်ကောင်ခရနေကိုပြီးကြမှာဖြတ်မယ်။အဲ့လိုပုံစံမျိုးတွေဖြစ်နေတာ။အဲ့တော့အဆင်ပြေနိုင်စရာအကြောင်းမရှိဘူးပေါ့နော်အဲ့တော့ဒါရက်တရင်32ကိုသာတိမ့်နိုင်သွားပြီဟဲ့ဆိုရင်ကြောက်ဖြူမျိုးတိမ့်ကပိုပြီးလွယ်ကူနိုင်တဲ့အနေထားတည်းဖြစ်သွားလိမ့်မယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကျွန်တော်ကြောက်ဖြူမျိုးပေါ်နေရာတွေထိဒါတိုက်ပွဲတွေနီးကပ်လာတဲ့အခါကျတော့မျိုးပေါ်မှာရှိတဲ့ ီစစ်ကောင်စီကိုအားပေးထောက်ခံတဲ့သူတွေအဲပြီးရင်အုတ်ချုပ်ရေးမှုတွေပေါ့နော်ပြောရရင်ဒါစကားဆရဲ့ဝန်ထမ်းတွေနန်းစီဒီယန်တွေအဲပြီးတော့ဒီအုတ်ချုပ်ရေးပိုင်းကောင်တွေအဲထွေအုပ်တို့ဘားတို့ညာတို့အဲ့လိုမျိုးပေါ့နော်အဲပြီးရင်သူတို့ရဲ့စကားဆရဲ့မိသားစုဝင်တွေဒီအဖွဲ့တွေကကြောက်လန့်တကြားနဲ့ရန်ကုန်လိုနေရာမျိုးတွေမျိုးကြီးပြည်လိုနေရာမျိုးတွေကိုထွက်ပြေးတိမ်းရှောင်တာမျိုးတွေလှုပ်လာတယ်အဲအဲ့လိုမျိုးတွေလှုပ်လာတဲ့အခါမှာသူတို့စစ်ဆေးတာတွေတင်းကျပ်တာမျိုးတွေပို့ပို့ပြီးတော့လှုပ်လာတယ်အဲမထွက်သွားအောင်ပေါ့နော်အဲသူတို့ရဲ့ဒီအကြီးပိုင်းတွေကမိသားစုတွေဆိုရင်တော့သူက လုံးဝအဆအဆရအစင်းအစင်းအစင်းစင်းနဲ့ပေါ့နော်အဲထွက်သွားလို့ရအောင်လုပ်ပြရရှိပေမဲ့အောက်ခြေဒီရဲဘော်တွေရဲမေတွေနဲ့ပတ်သက်တဲ့ဟာကြတော့တို့မထွက်ခိုင်းဘူးပေါ့နော်အဲတို့ကိုကြတော့သူအသေးခံခိုင်းမဲ့ပုံစံမျိုးကိုမြင်နေရတယ်ဒါရှေ့မှာလည်းတို့တောက်လျှောက်လုပ်ခဲ့တဲ့လုပ်ရပဲပေါ့နော်ဘာလို့လဲဆိုတော့ဒီရဲမေတွေဆိုရင်သူကထစ်တဲ့ရဲ့အရန်အင်အားဆိုပြီးတော့သူအုံပြူတာ哦အဲကြအဲ့ဒီဖွဲ့တွေကိုယ်တိုင်ကိုကဆိုတော့သူတနက်ပေးပြီးတော့ကရုတ်ချင်းနဲ့မှာနေခိုင်းမဲ့အနေထားဆိုတော့ဒီတက်ဖွဲ့အနေနဲ့လည်းစဉ်းစားပါတော့နော်အဲစစ်ကောင်စီကငါတို့ရဲ့မိမတွေကြောင့်မလို့ဒီလိုမျိုး ထုတ်လိုက်တယ်အဲငါတို့အောက်မှာရှိတဲ့သူတွေကြတော့ဒီလိုအသေးခံခိုင်းမှာအဲကြောင့်ငါတို့တွေဒီကနေပြီးတော့ရုံးထွက်ရမယ်ဆိုတဲ့စိတ်နဲ့ရုံးထွက်စီခြင်းနဲ့အဲနောက်တစ်ခုကတော့ဒါဒေသခံတွေပေါ့နော်စစ်ကောင်စီကခုနလိုမျိုးတင်းချောင်မာမျိုးတွေထွက်ပြေးမာမျိုးတွေအဲ့ဒါမျိုးတွေကိုမလိုလားတဲ့ခါကျတော့ဒါအစင်းစင်စစ်ဆေးတာမျိုးတွေတင်းကျပ်တာမျိုးတွေဒါမျိုးတွေလှုပ်လာတယ်လှုပ်လာတဲ့ခါမှာသူကဒီသူ့ရဲ့စစ်သားတွေမဟုတ်ဘဲနဲ့ဒီမျိုးကန်တွေပေါ့နော်ဒေသခံတွေဒါမျိုးတွေကိုကအစတင်းကျပ်တာမျိုးတွေလှုပ်လာတဲ့ခါကျတော့ ဒါအပြင်မှာထွက်ပြီးတော့စာဝင်နေရေးအတွက်လှုပ်ရှားရုံးကံမဲ့ဒေသခံတွေအစားစာဝင်နေရေးအခက်အခဲဖြစ်လာရည်လည်းရှိလာတယ်ပေါ့နော်အဲစစ်ကောင်စီကတော့အကုန်လုံးပေါ့နော်အကုန်လုံးအော်ဒီငါစီကလူမမဟုတ်ဘူးပေါ့နော်ကျန်တဲ့သူတွေလည်းမသွားရဘူးဆိုတဲ့ပုံစံမျိုးတွေလှုပ်လာတာပေါ့အဲနောက်တစ်ခုကတော့ဒါသူကအချင်းနေတစ်ခုရောက်အောင်ဖန်တီးနိုင်မယ်ဆိုတဲ့ပုံစံမျိုးမျှော်လင့်ချက်ပေးတာတွေရှိတယ်အဲလုံးဝသူတို့နိုင်လိမ့်မယ်ဒီဟာကြီးကိုပြန်ထိန်းနိုင်လိမ့်မယ်အဲ့တော့ကြထွက်သွားစရာမလိုဘူးအဲတကယ်လို့သာထွက်တာထွက်သွားမယ်ဆိုရင်ဟာခတ်တက်တော် AA ကလုံးဝ စစ်ကောင်စီပဲကြံကင်းနေခဲ့တယ်ဆိုလို့ကတော့အပြည့်ပြင်ကြုံမိသားပေါ့နော်ချုပ်ပိုင်းနေမှာကျတော့ဒီလိုမျိုးဒါပြည်သူတွေဒေသခံတွေဒါမျိုးတွေရှိလို့ငဲ့နေရတဲ့အပိုင်းတွေရှိတယ်အဲ့ဒါကြောင့်မလို့သူကထွက်မသွားစီချင်တာအဲပြောရရင်လူသားတိုင်းလှုပ်ချင်တာပေါ့နော် နောက်တစ်ခုကတော့အရခတက်တော် AA ရဲ့ထိုးစစ်ကြောင်းမလို့ဒီဒီငတိုင်းချောင်းမှာရှိတဲ့ဒါအမတ်3 4ပေါ့နော်အဲ့တက်ကိုသူကကြုံပြောကိုပြန်ပြီးတော့သူကသူတို့ရဲ့အင်အားတွေရောသူတို့ရဲ့လက်နက်တွေရောပေါ့နော်ဟောဝီဇာတွေအမြောက်တွေအဲဒါမျိုးလက်နက်ကြီးတွေပေါ့နော်အဲ့ဒါတွေအစသူကကားကြီးကားငယ်အသွေသင်နဲ့ရွှေ့ပြောင်းနေရတက်ပါရွှေ့နေရတဲ့အစင်းတွေဖြစ်တာဗျာထိုးစစ်ကိုမခံနိုင်တော့တဲ့အနေအထားကိုသူတို့သိလို့ပေါ့နော်နောက်တစ်ခုကဒီနေရာကိုသူတို့လက်လွတ်တော့မယ်လို့သူတို့ဆုံးဖြတ်လိုက်လို့လို့လည်းဒါယူဆလို့ရတယ်အဲ့လိုမျိုးသားဆုံးဖြတ်လိုက်လို့သူကဒီလိုရွှေ့ဖို့ဖြစ်လာတာ ဲ့လိုမဟုတ်ဘူးဆိုရင် तू ဒီနေရာကိုအင်အားပို့မှာအခုကျအဲ့လိုမဟုတ်ဘဲနဲ့အဲ့နေရာကနေနောက်ဆုတ်ပြီးတော့ဒါကြုံပြောလို့နေရာမျိုးမှာသွားပြီးတော့ဒါဆေးအင်အားဖြစ်တင်းပြီးတော့လုံမယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့နေရတယ်အဲ၁၇ရက်နေ့ဒီကနေ့ကနေပြီးတော့ဒါတိုက်ပွဲတွေပြင်းထန်နေပြီးတော့ဆစ်ကောင်စီဘက်ကအလင်းဝင်တာတွေရှိတယ်ထွက်ပြေးတာတွေရှိတယ်အဲ့ပြီးတော့တေဆုံးထိခိုက်တယ်လေအများကြီးဖြစ်နေတယ်အစိုးဆုံးကတော့ဒီအဲ့၃လေးလေးတက်ထဲမှာဗောနော်သူကဒီစေကူတာမှုပိုင်းအဲခုနပြောလို့စေကူတာမှုပိုင်းမှာတော်တော်လေးဒုက္ခရောက်နေတာအဲစေကူတာခွင့်မရတဲ့ဒရန်ရစစ်သားတွေတောင်ရှိတယ် အဲ့လိုအနေထားဖြစ်နေရချိုးဆိုရင်အဲထားပါတော့ထိတာချင်းမျက်စိအောက်ပေါ့တကယ်လို့အဲ့နေရာကိုကုသရင်အချိန်မီကုသနိုင်ရင်ပျောက်ကင်းမဲ့အဆင့်ဒါပေမဲ့မပျောက်ကင်းလို့ဖြတ်လိုက်ရတာရှိတယ်အဲ့တချို့ကြတော့လေချင်းမျက်စိအောက်ပိုင်းဖြတ်ရမဲ့ဟာကိုအဲစေကူသားခွင့်မရတာရဲ့လူနာတွေများနေတာရဲ့ဆေးဝါးမလုံလောက်မှုတွေဖြစ်နေတာရဲ့အကြောင်းမလို့အဲချင်းမျက်စိအောက်ဖြတ်ရမဲ့ဟာက ဒူကောင်လောင်ထိဖြက်လိုက်ရတာရှိတယ်။အဲ့ဒါကြတော့တော်တော်ကိုအချိန်နေဆိုတဲ့အနေထားပေါ့နော်။အဲ့တော့အဲ့လိုမျိုးတွေဖြစ်နေပြီဆိုနေတာသူတို့အထဲမှာဘယ်လောက်ဒီစိတ်ဓာတ်တွေပြတ်နေမလဲပေါ့နော်။ဟိုမှာဟိုကောင်ထိသွားတယ်ထိသွားတဲ့ကောင်အခုထိမှဆေးမကူပါသေးဘူး။ဟာဟိုကောင်ကြည့်လိုက်အောင်ဒီမှာချင်းမျက်စိအောက်ပိုင်းဖြက်ရမယ့်ကောင်ကဒီမှာဒူးအောက်ပိုင်းဖြက်နေရတယ်ဒူးအောက်မရှိတော့ဘူးပေါ့နော်။အဲ့တကယ်လို့သာငါတို့သာထိတယ်ဆိုရင်ငါတို့လည်းအဆင်ပြေမှာမဟုတ်ဘူး။အဲ့လိုပုံစံမျိုးတွေငါတို့လည်းတင်မဲ့ပုံစံဖြစ်နေပြီဆိုတဲ့ဟာတွေသူတို့တွေးမိလာတယ်။အဲ့ကြောင့်ဘယ်လိုပဲဖြစ်သူတို့အနေနဲ့ဒီနေရာနေပြီးတော့ထပ်ရွှေ့ပြီးတော့ကြုံပြောလို့နေရာမျိုးမှာသူက ခံစစ်ပြင်မယ်ဆိုတဲ့ပုံစံမျိုးတွေဒါကြောင့်တွေ့နေရတယ်။အင်အားထက်ပြီးတော့ဖြစ်တင်တာတွေလည်းရှိတယ်။အဲဒီခလရ36ကိုပေါ့နော်အဲကျုံပေါ့ခလရ36ကိုသူတို့ပြောင်းရွှေ့နေတာရှိတယ်လက်နက်ကြီးတွေအမြောက်တွေဟာဝေဇာတွေဒါတွေကိုကအကြီးတွေနဲ့တည်ပြီးတော့ရွှေ့ပြောင်းနေရရှိတယ်အဲချိုးဟိုဟာတွေထဲမှာဆိုရင်လူနာတွေပါပါတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲပြီးတော့ဒီနေရာကဘယ်နေမှာရှိလဲဆိုတော့ပသိမ်မုံရွာလမ်းနဲ့ပြီးရင်ကွာငတိုင်းချောင်းလမ်းစုံနီးမှာရှိတာဖြစ်တဲ့အတွက် သူတို့အတွက်တကယ့်ကိုအချက်ချာကြတဲ့ဒါစစ်ပြူဟာအရေးကြီးမြေနေရာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ဒါတကယ့်ချင်းချုံနိုင်တဲ့နေရာမျိုးကနေသူတို့ဆုတ်ခွာပြီးဆိုကနေကတော်တော်တော့အချင်းကြီးဆိုးနေတဲ့အနေထားပေါ့နော်အဲ့တော့ဒါပသိမ်မုံရလမ်းကဒါရင်းသာစစ်စေးကိတ်မှာဆိုလဲသူတို့တွေစင်အားတွေတိုးချဲ့ရရှိတယ်ဒီကောင်းနေ့တစ်ခုတော့ရှိရဲသူကအဲလုံးဝအလုံးစုံကြီးဒီတင်ရားကနေတနေရာကိုချက်ချင်းအကုန်ပြောင်းရွှေ့ပြီးဆုတ်ခွာသွားတာတော့မဟုတ်အဲဒီတနေရာကနေနောက်တနေရာကိုချက်ချင်းကြီးလုံးဝတခါတည်းထွက်ပြေးလိုက်တဲ့ပုံစံမျိုးတော့မဟုတ်ဘူးပေါ့ သူကဂျားထဲမှာခန်းစစ်မြင်အစင်းစင်းပုံစံမျိုးတွေတော့မြင်ရတယ်အဲ့ဒါကတော့သူတို့ရဲ့လုံထုံးလုံနီးပုံစံမျိုးဖြစ်တယ်အဲဒါပေမဲ့အဲ့နေရာတွေကလည်းတကယ်တမ်းတော့ပြန်ပြီးတော့ဒါခုနနေရာတွေကိုပြန်သွားပေါင်းရမယ်အင်အားတွေပဲဖြစ်လိမ့်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ရှေ့မှာခုနလိုတရင်ဌာနချုပ်ကြီးပြအဲ့ထဲမှာသူတို့ဒီချိန်ကာလပေါ်အချိန်ဒီပေါ်မူတည်ပြီးတော့ခန်းစစ်တွေပြင်ထားလိမ့်မယ်အုပ်ချုပ်မှုဘန်ကာတွေအဲပြီးရင်ဘုံနဲ့ခန်းနိုင်တဲ့ဘန်ကာတွေကွန်ကရစ်ဘန်ကာတွေကွန်ကရစ်တွေပစ်ကျင်းတွေဆက်သွယ်ရေးမြောင်းတွေဒါမျိုးပုံစံမျိုးတွေနဲ့အဆင့်ဆင့် သူတို့ပြင်ဆင်ထားတဲ့တရင်ဌာနချုပ်ကြီးတောင်မှပဲအခုလက်လွတ်ဖို့သူတို့စဉ်းစားနေပြီဆိုရင်ခုနလိုဒါစစ်စေးဂိတ်လိုဟာမျိုးကတော့ပြေးဖို့အတွက်သူတို့ကတာဆူပြီးသားပဲပေါ့နော်အဲ့တော့အဲ့နေရာတွေကလည်းအချိန်တစ်ခုပြီးပြီဆိုရင်တော့သူချက်ချင်းဆုတ်ဝေးမဲ့နေတာရှိတယ်ဒါပေမဲ့အဲ့အချိန်နေထိကတော့မှရောက်ပါမလားပေါ့နော်ဘာလို့လဲဆိုတော့အရခတ်တော်အေးရဲ့ထိုးစစ်ကအယံ့မြန်တယ်ဗျာပြီးတော့ကျတော့ဒါသူတို့ဘက်ကကြည့်လိုက်မယ်ဆိုရင်စစ်ကောင်စီဘက်ကလုံးဝစိတ်သက်တည်းပြက်စီးနေတဲ့အနေထားဟိုဘက်ကကျတော့တဏီယာပြီးတဏီယာဝုံဝုံဝုံနဲ့တိုက်ချလာတဲ့အနေထားမှာဆိုတော့အောင်မြင်မှုရလို့ စိတ်အားတက်ကြွနေတဲ့သူနဲ့ပေါ့နော်ခဏခဏဒုက္ခတွေရောက်ခဏခဏဒဏ်ရာတွေရခဏခဏရှုံခဏခဏထွက်ပြေးနေရတဲ့စိတ်ဓာတ်တွေကြာနေတဲ့စိတ်ကောင်းစီတက်သားတွေနဲ့ကတော့ဘလို့မှရှင်လို့ရကြအကြောင်းမရှိဘူးပေါ့နော်အဲ့ကြတော့ဒါ ARD တိုင်းတွင်းမှာလည်းဒီထက်ပိုပြီးတော့တိုက်ပွဲတွေပြင်းထန်လာလာနိုင်နေပေါ့နော်အဲဘလိုပဲဖြစ်ဖြစ်ဒါကြောက်ဖြူဆိုရင်လည်းတရုတ်ရဲ့စီမံကိန်းတွေပေါ့ဗျာအဲတရုတ်ရဲ့စီမံကိန်းတွေကိုမင်းအောင်လှိုင်ဆက်ပြီးတော့ကာကွယ်ပေးနိုင်မလားအဲဒီလိုမှမဟုတ်ဘဲနဲ့ အားခတ်တော်တော် A ရပဲမင်းအွန်လိုင်းနှစ်ဖူးကိုဒါဖတောင်းနဲ့ဆက်ပြီးတော့ပေါက်နိုင်မလားဆိုတဲ့ဟာကိုစိတ်ဝင်တစားနဲ့ဒါကျွန်တော်တို့ဆောင်းကြည့်ရမှာဖြစ်တယ်ပေါ့နော်။နောက်တစ်ခုဒါသတင်းအနေနဲ့ဆိုရင်ဒါခမရ19အဲ19ဆိုတာကျွန်တော်နေခဲ့တဲ့တက်ပေါ့နော်။အဲ2015နေ2018ထိကျွန်တော်နေခဲ့တဲ့တက်အဲ့တက်မှာဒါပါစာတယောက်ကိုပေါ့နော်တကြက်ကြီးနဲ့အပေါင်းပါတွေကဝိုင်းပြီးတော့ဝိုင်းပြီးရိုက်နဲ့ထိုးကြိတ်လို့ပေါ့နော်။မတိမချင်းရိုက်နဲ့ထိုးကြိတ်တာဗျအဲ့အကြောင်းတည်သွားတယ် တည်ဝါးရီဆိုတဲ့အချိန်မှာသူ့ရဲ့မိသားစုနဲ့အသက်ဌာနကိုဘလို့တင်လဲဆိုချော်လဲပြီးတော့အသက်ထွက်တယ်ဆိုပြီးတင်တာကဖြစ်နိုင်မလားဗျာစဉ်းစားပါတော့ဟိုသူတို့အတင်းအလုံးမှစုဆောင်းလို့ဒီလူကဝင်လာတယ်သူတို့လောက်ရက်တွေမကြိုက်လို့ဒီလူကပြန်ပြောတယ်အပြန်ပြောတဲ့ဟာကိုပြောရကောင်းလားဆိုပြီးတော့အသက်သေတဲ့အထိရိုက်နှက်ဖြစ်တယ်ရိုက်နှက်ပြီးတဲ့အခါမှာကိုပဲအဲခုနလိုသူတို့မှာအပြစ်မရှိပါဘူးဆိုတဲ့အပေါက်မျိုးနဲ့ပေါ့နော်တရားမျှတမှုဆိုတာဘာမှမရှိဘူးဗျာချော်လဲပြီးတော့အသက်ထွက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့တင်တယ်အထက်ကလည်းလက်ခံပါအဲ့လိုပုံစံမျိုးတွေဖြစ်နေရပါတော့သူတို့တွေရေးယူခံရမှာဆိုလို့အဲ့တော့ကျတော့ ဒီလူတယောက်တည်ဆုံးသွားတာတောင်မှပဲလုံးဝတရားမျှတမှုမရှိတဲ့စစ်တပ်မျိုးကိုဘလို့စိတ်နဲ့များစုဆောင်းခံကျင်ရတာလဲဒါမှမဟုတ်လည်းဝင်ကျင်ရတာလဲပေါ့နော်ပြီးတော့ဒီပတ်စအနေနဲ့ဖြစ်သွားပြီဆိုတဲ့ခါကျရင်တေးလမ်းပဲသွားနေရတေးလမ်းအောင်ပဲလွတ်နေတယ်အခုပတ်စင်1 2 3 4ဘာသမ်းမှမကြားရတော့6 9 10 11ဒါတွေထွက်ပြေးနေပြီ အောက်ကျ73နှစ်ဖြစ်လာမဲ့သူတွေ73 74နှစ်ဖြစ်လာမဲ့လူတွေဘာလို့အဖြစ်ခံပါလဲဆိုတဲ့ဟာကိုကျွန်တော်စဉ်းစားသင့်တယ်ဗောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်စစ်ကောင်စီကတော့တို့အစဉ်ပြေဖို့အဲတို့အတွက်အင်အားတွေရစီဖို့အတွက်ဆိုရင်တော့ဈေးရောက်နေတဲ့သူတွေတော့အလွန်မပေးဘူးဆွဲစီပြီးတော့ပါစအနေနဲ့တို့အတွက်အသေးခံခိုင်းနေရရှိတယ်ဗောနော်နောက်တစ်ခုကတော့ဒါနာမခကိုနာမခနာမခပွဲတိုင်းကြော်ဗောနော်အနောက်မြောက်တိုင်းစစ်ဌာနချုပ်အဲ့နေရာကိုရှော့လိုက်တော့၃လုံးနဲ့ပြစ်တယ်အဲကျွန်တော်ရဲ့ထုံးစံတိုင်း BWM ပြစ်တယ်ဗောနော် အဲပြီးရင်ပြစ်ခတ်တဲ့နေရာထုံးစံတိုင်းနာမခဖြစ်တယ်။သူကတော့ဒါလုံးဝစစ်ကောင်စီဘက်ကနေပြောပါတော့တော်လိုင်းတက်ဖွဲ့တွေစီမှာလက်နက်ချအညံ့ခံမှုတဲ့ကောင်အဲ့ကောင်ကတိုင်းမူဖြစ်နေအခုဆိုဦးစီးနေတာပါเนาะအဲ့တော့အဲ့လိုကောင်ဦးစီးနေရဲ့နေရာမျိုးကိုဒီလိုမျိုးခဏခဏအပြစ်ခတ်နေတဲ့ဟာအောင်မြင်နေတဲ့ဟာကလည်းအားရစရာကောင်းတယ်အဲ့ကောင်ကငခုနည်းမှထူထောင်ခံနေရမှာဗျာမင်းလက်နဲ့ချခဲ့တာမင်းဒါတော့မှအခုခွင့်ရင်းပေးတဲ့ချိန်မှာတော့မင်းမလုံနိုင်ဘူးလားဆိုတော့ဖီအားသူ့စီမှာရှိတယ် ဒါကြောင့်အခုလိုမျိုးခဏခဏခဏနဲ့သွားသွားပြီးတော့ပြစ်နေတာသူ့ကိုမထိဘူးဆိုရင်တော့မှထိလာတဲ့ပူဆိုးတဲ့အခြေအနေကိုဒီကောင်ကြုံနေရတာဟာမင်းပြက်ခမ်းပြန်ပြီလားမင်းလောက်ခမ်းပြန်ပြီလားမင်းစောက်ရမရှိဘူးလားဒါမျိုးပုံစံမျိုးတွေသူဖြစ်နေမှာအဲ့တော့ကျတော့ဒီဥစ္စာကလည်းအောင်မြင်တဲ့တိုက်ခိုက်မှုတစ်ခုဖြစ်တယ်ဗောနော်တကယ်သာအရေးအတွက်များများနေဗောနော်ကျွန်တော်အီရန်တို့အစ္စရေးတို့ဖြစ်နေတဲ့ပုံစံမျိုးသာလုံနိုင်မယ်ဆိုရင်တော့ဒါအရန်ကောင်းတဲ့အောင်မြင်မှုတွေဖြစ်လာမှာပေါ့ဗျာ အခုကျတော့ဒါသုံးလုံးပြစ်တယ်သုံးလုံးလုံး क्वे တယ်ဒါဒါကတော့ဒါကတော့ဒါငလာသူ့ကိုမထီဘူးဆိုရင်တော့မှပဲအောင်မြင်မှုရတယ်လို့ပြောရမှာပေါ့နော်အဲ့တော့ကျွန်တော်ထောက်ပံ့မှုတွေအရေးကြီးတယ်အဲ့ဥစ္စာတွေရလာတာနဲ့အမျှပြည့်စုံလာတာနဲ့အမျှ ော်လိုင်းကြီးကတစီချိုးပြောင်းလဲသွားလိမ့်မယ်လို့လည်းယုံကြည်တယ်ပေါ့နော်နောက်ခုကတော့ကျွန်တော်တို့ဒါ KMN ပြည်နယ်မိုးပြဲမှာလည်းတိုက်ပွဲတွေအများကြီးပြင်းထန်နေတယ်အဲစစ်ကောင်စီကဒီမိုးပြဲကိုအသေးအတန်သူကလိုချင်နေတယ်တပ်ဖွဲ့တွေကလည်းမိုးပြဲနေရာကိုရောက်အောင်ပိတ်ဆို့ထားတယ်တချို့နေရာတွေမှာအဲတပ်ဖွဲ့တွေဘက်ကပြန်ပြီးအသာစီးရသွားလိုက်စစ်ကောင်စီဘက်ကထပ်တိုးလာလိုက်ဒါမျိုးပုံစံမျိုးတွေတော့တင်းမာနေတာတွေရှိတယ်တိုက်ပွဲတွေကဒီနေ့ထိပြင်းထန်နေတော့မယ်လေကြောင်းတိုက်ခိုက်မှုတွေဆိုရင်မနေ့အထိရှိတယ်ဒီနေ့အထိလက်နက်ကြီးပစ်ခတ်မှုတွေလည်းရှိနေတော့မှာပေါ့နော်အဖွဲ့တွေကလည်းမြေပြင်မှာအင်တိုက်အားတိုက်နဲ့ ပါဝင်ပြီးတော့တိုက်ခိုက်နေကြတယ်သူကဒီမိုးပြဲကိုရသွားပြီဆိုတာနဲ့အဲ့လမ်းတစ်လျှောက်ကိုဖြတ်ပြီးတော့သူကဖားဆောင်နဲ့ဒါဘောလခဲကိုသူဆက်ပြီးတော့ဖြန့်ကျက်မယ်စင်အားတွေတိုးချဲ့မယ်စင်အားတွေပို့မယ်ဒီနေရာတဝိုက်ကိုပြန်ပြီးတော့အရင်လိုထိန်းချုပ်နိုင်ဖို့အတွက်ကိုသူစ조사ခြင်းတာအဓိကတော့ဒီဖားဆောင်နဲ့ဘောလခဲပိတ်မိနေတဲ့ဟာကိုသူကဒီမိုးပြဲအရယူပြီးတော့လှုပ်ချင်နေတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့လည်းတပ်ဖွဲ့တွေမှာဒါပြည်ပြည်မှာတော့လုံးဝအားကျုံမှန်တဲ့ ကျုံနေကြတဲ့အနေအထားတွေရှိတယ်ပေါ့နော်အဲဘလိုပဲဖြစ်စစ်ကောင်စီဘက်ကလည်းသူကနေရာတိုင်းကိုစစ်ကြောင်းထိုး तू အထက်ကကောင်တွေကတည်ရတိုင်းပဲ तू မတည်ရတဲ့အတိုင်းပဲအောက်ကကောင်တွေကိုအတင်းလှုပ်ပြီးတော့တည်ခိုင်းနေတာပေါ့နော်အောက်မြေပြင်မှာဆိုရင်ဒါလက်နက်ချအလင်းဝင်တဲ့ကောင်တွေထွက်ပြေးတဲ့ကောင်တွေအခုဆိုလိုက်ဖမ်းနေရစီတရအရှူဆိုတနာဖို့တော့ကောင်းတယ်စစ်ကိုမတိုက်ရဒီကောင်တွေလိုက်ဖမ်းနေရအခုလဲပါ23ရောက်ဒါမိပြန်ပြီပေါ့နော်ဒါလည်းဒီဒါမကွေးတိုင်းငဖဲပေါ့နော် နေရီကန်လမ်းကြောင်းကနေပြီးတော့ဒါနေရီကန်ကနေပြီးတော့သူကလေကြောင်းကကွေးတက်ကနေပြီးတော့ထွက်ပြေးလာတဲ့ကောင်တွေ အကောင့်တွေကသူတို့ရဲ့အထက်အကြီးကဲမရှိတဲ့အချိန်လစ်တဲ့အချိန်ကိုစုပေါင်းပြီးထွက်ပြေးလာတဲ့ပုံစံမျိုးပေါ့နော်ထွက်ပြေးလာတဲ့ထဲကဒါလက်နက်ခဲရန်ပါလာရှိတယ်အဲတနက်ရှစ်လက်လားမသိဘူးရတယ်ပေါ့နော်အရောက်ရေအတွက်ကတော့23ရောင်ရှိတယ်ပေါ့နော်အဲတော့ဒီတပ်ဖွဲ့တွေကိုလိုက်ဖမ်းနေရတဲ့ဟာတွေကိုအခုထိတာဝန်ယူနေရအောင်ပေါ့နော်အဲအဲ့တော့ကျတော့ဒါနေ့စဉ်နဲ့မျှထွက်ပြေးနေတဲ့သူတွေစိတ်သက်ကြပြီးတော့အဲလုံးဝထွက်ပြေးဖို့ကြိုးစားနေတဲ့သူတွေအဲပြီးတော့စစ်မတိုက်ခြင်းပဲနဲ့စုဆောင်းခံရတဲ့သူတွေအဲပြီးတော့နေ့စဉ်နဲ့မျှသူတို့စီမှာတည်ဆုံနေပြီးရင်ဒဏ်ရာရတဲ့သူတွေအများကြီးအနေထား အများကြီးရှိတယ်ပေါ့နော်အဲ့တော့ကျတော့ကျွန်တော်ဒီဘက်ကပြန်တွေးမယ်ဆိုရင်စစ်ကောင်စီဘက်ကဘယ်လောက်ထိအခြေအနေဆိုးနေပြီလဲဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ဒီချာနားလည်ဖို့လိုတယ်ဒါအပြင်မှာစစ်ကောင်စီကအခုချိန်ထိမရက်တက်မဲနဲ့ဒီလိုမျိုးတွေလုံနေသေးတယ်ဆိုတဲ့ဟာကိုလည်းသတိချက်စီခြင်းနဲ့အဲ့ကြဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့တက်နိုင်တဲ့အပိုင်းတွေမှာဆက်လုံမယ်တလိုင်းတက်ဖွဲ့နေတူရှိမယ်တလိုင်းတက်ဖွဲ့တွေဒီတက်ဖို့ပြီးတိုက်ပွဲဝင်နိုင်အောင်ကျွန်တော်တို့ထောက်ပံ့မယ်ပြည့်စုံအောင်လုံလောက်အောင်ပူရှန့်အောင်ကျွန်တော်တို့လုပ်ပေးနိုင်မယ်ဆိုရင်ကျွန်တော်တို့တလိုင်းကအောင်မှုအောင်မယ်လို့ဒါဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ် Thank <laughs> you.